Next, next comes the school as an institution to impart good manners. Almost all children not only learn the school subjects the teachers teach, but also imitate the teacher's manners and behavior. In a school where teachers are good role models, students learn to be polite and respectful. In addition, they are quite likely to take their classmates and senior students to be role models. And here is the danger, danger, danger of acquiring ill manners. next comes နော်နောက်တစ်ခုလာတာကတော့ the school essen institution to impart good manners နော်နောက်ထပ်နောက်ထပ်ပါလေ good manners နော်အပြုမူကောင်းတွေကိုတဲ့နော်ပေးနိုင်တဲ့နေရာတစ်ခုကတော့ the school စာသင်ကျောင်းပဲဖြစ်ပါတယ်နော် almost all children not only learn the school subject their teacher teach နော်ကလေးတွေအားလုံးမိဘကတဲ့သူတို့က တို့ဆရာတွေတင်တဲ့เนาะចောင်းសាကိုပဲတင်ယူတာတယ်မဟုတ်ဘူးတဲ့ but also imitate imitate ဆိုတာကသူကပုံတူကူးတယ် copy ကူးတယ် the teachers manners and behavior ဆရာတွေရဲ့အပြစ်မှုနဲ့เนาะဆရာတွေရဲ့အသွင်မြင်စရိုက်နဲ့အပြစ်မှုတွေကိုလည်းအတူယူအတူယူကြပါတယ် in a school where teachers are good role models เนาะចောင်းမှာចောင်းတចောင်းမှာဆရာတွေကကောင်းတဲ့เนาะ role model စံစံပြเนาะ စံနမူနာတွေရှိတဲ့အခါတဲ့နော် role model students learn to be polite and respectful ကျောင်းသားတွေကလည်းပါလို့ကျောင်းသားတွေကလည်း learn to be polite and respectful သင်ယူတယ်နော်ယဉ်ကျေးဖို့နော်လေးစားလေးစားမှုရှိဖို့သင်ယူကြတယ်တဲ့နော် respectful ဆိုတာလေးစားတက်လာတယ်နော်ယဉ်ကျေးပြီးတော့လေးစားတက်လာတယ် in addition in addition in addition နောက်ထပ်နော်ဒါအပြင် in addition ဒါအပြင် they are quite likely to take their classmates နော်သူတို့ရဲ့အတန်းပေါ်တငယ်ချင်းတွေနဲ့တဲ့နော် senior students နော်ကျောင်းသားကြီးတွေ to be role models နော်အတန်းကျောင်းသားကြီးတကူလဲသူတို့ကဗာလဲစံနမူနာထားတတ်ကြပါသေးတယ်တဲ့ဟုတ်တယ်နော် and here is the danger of acquiring ill manners နော်ဒီမှာကြတော့တဲ့နော် the dangers ra acquiring ill manners ill manners ဆိုတာဆိုးသွမ်းနယ်နော်အပြုအမူတွေကိုကျိုးစားခြင်းဟာ and ye ဖြစ်ပါတယ်ဒီမှာကျတော့ဆရာတို့ ill manner နဲ့သုံးထားတယ်နော် ill manners အဲ့ဒါကတော့ဆိုးသွမ်းနဲ့အကျင့်စရိုက်များလို့ဆရာတို့ပြောလိုက်တယ်နော် As we all know, teenagers and young adults are very often influenced by celebrities, films, and the type of books and articles they read, hence, they are quite likely to be mis misled and thereby acquire ill manners and negative views. There is still another institution that imparts manners the work domain. Once a person gets a job, his work domain becomes another institution to influence him for good or evil. As we all know, no? Huh? ငါတို့သိတဲ့အတိုင်းပဲငါတို့အားလုံးသိတဲ့အတိုင်းပဲ teenagers and young adults are very often influenced by celebrities ဆယ်လီတွေကြော်ကြားတဲ့လူတွေရဲ့เนาะဆယ်ကြော်သက်နဲ့เนาะငယ်ရွယ်တဲ့လူငယ်တွေအားတဲ့ are very often influenced ဘာလဲလွှမ်းမိုးခြင်းခံရတယ်ဘသူတွေရဲ့လဲ celebrities ကြော်ကြားတဲ့သူတွေရဲ့ now fans and the type of books နော်ရုပ်ရှင်တွေနောက်ပြီးတော့ the type of books and articles စာအုပ်တွေ articles they read သူတို့ဖတ်တဲ့နော်ဆောင်းပါးတွေသူတို့ဖတ်တဲ့စာအုပ်အမျိုးအစားတွေသူတို့ကြည့်တဲ့ရုပ်ရှင်တွေနောက်ပြီးတော့ထင်ရှားဒီကြော်ကြတဲ့ sell sell တို့ကိုရတယ်ပေါ့နော်ကြော်ကြကြော်ကြတာမဟုတ်နာမည်ကြီးတဲ့သူတွေရဲ့ promote ခြင်းမျိုးတွေသူတို့အခမ်းပါတယ် hence ဒါကြောင့်တဲ့နော် they are they are quite likely to be misled နော်အဲ့ဒါကြောင့်သူတို့ကမှားယွင်းစွာမလုပ်ကြလဲ misled မာရင်းဆိုတာအသင်ခံရတယ်ဥဆောင်ခံရတယ် and ပြီးတော့ thereby acquire ill manners and negative views နော်နောက်ပြီးတော့စိုးသွမ်းတဲ့အမူအရာတွေနဲ့နော်စိုးသွမ်းတဲ့အမူအရာတွေနဲ့အဆိုးမြင့်ဝါဒတွေကိုရရှိလာပါတော့တယ်နော် there is still another institution that imparts manners ဟုတ်တယ်နော်နောက်ပြီးတော့အမူအကျင့်တွေကိုဖြစ်ပေါ်စေတဲ့နောက်တဲ့တဏှာကတော့တဲ့ဗာလဲ the work domain လို့ခေါ်တယ်။ဆရာကကြောက် the work place ပေါ့နော်။အလုပ်ခွင်ကို the work place လို့ခေါ်တယ်။ဒီမှာကျတော့ the work domain နဲ့ဟုတ်တယ်နော်။ the work domain နော်လုပ်ငန်းခွင်လို့ပြောတယ်နော်။လုပ်ငန်းခွင်ဆိုတာကတော့အမျိုးမျိုးပါတချို့လူတွေလည်း operation လို့ခေါ်တယ်။ဆရာဒီမှာအများကြီးမပြောတော့ဘူးနော်။ the work domain နဲ့ whence a person gets a job ဒီတယောက်နော်အလုပ်ရတဲ့အခါတဲ့ his work domain သူ့ရဲ့အလုပ်နေရာ becomes ဖြစ်လာတဲ့ an at institution to influence him နော် influence him သူ့ရဲ့လုပ်ငန်းခွင်ဟာသူ့အတွက်နော် account so နော် for good or evil နော်သူ့ account အစိုးရတွေအတွက်နော်သူ့ကို influence လုပ်ဖို့လွှမ်းမိုးဖို့ဘာဖြစ်လာလဲနောက်ထပ် institution တခုဖြစ်လာပါတယ်နော်နောက်ထပ်လုပ်ငန်းခွင်နော်သူ့ရဲ့လုပ်ငန်းခွင်ဟာသူ့အတွက် account so ဖြစ်ပေါ်တဲ့